ထီးလဲမလို့အမလေးမလို့ပဲတကောင်လေးပဲမျိုးပွားကလေးမွေးနိုင်တယ်တလေးဆန်များကျွန်တော်တို့ပုံမှန်တီထားကြတဲ့တတ္တဝါအများစုဟာမျိုးပွားဖို့အတွက်အထီးနဲ့အမနှစ်ကောင်လိုအပ်ပါလိဒါပေမဲ့တဘာဝတရားကြီးမှဒီလိုစီမင်းကိုချိုးဖောက်ပြီးလိန်ဆက်ဆန်စရာမလိုပဲနဲ့ကိုပါတာကိုမျိုးပွားနိုင်တဲ့ထူးခြားစမ်းကြဲတဲ့တတ္တဝါတွေလည်းများစွာရှိလိုနေပါလိအဲ့ဒီဖြစ်စဉ်ကိုတော့ pathogenesis လို့ခေါ်ပြီးတော့ဂရိဘာသာစကားအရဆိုရင်တော့တန်းစင်သောအပြုကညာမှမွေးဖွားခြင်းလို့အဓိပ္ပာယ်ရပါလိ ကမ္ဘာပေါ်မှာအသက်ကြီးဆုံးတတ္တဝါတွေအဖြစ်နေထိုင်နေကြတဲ့ကိုမိုဒိုဒရဂွန်လို့ခေါ်ရင်အီယာမဒွားသွားတတ္တဝါကြီးတွေမညီများတဲ့ပဝင်းချင်းတွေမှာရှင်သန်နိုင်တဲ့ငမန်းနေနဲ့တခြားသောတလိပ်ဆန်တွေဟာဒီလိုထူးခြားတဲ့မျိုးပွားမှုစွမ်းရည်ကိုပိုင်ဆိုင်ထားကြပါသည်။ကမ္ဘာအဆုံးနေနဲ့ကိုမိုဒိုဒရဂွန်တွေအကြောင်းကစာပြောပါမယ်။ကမ္ဘာအကြီးဆုံးဒွားသွားမျိုးနွယ်ဝင်ဖြစ်တဲ့ဒီတတ္တဝါတွေဟာအများအပြားတော့အချင်းချင်းမိတ်လိုက်ပြီးတော့မျိုးပွားကြပါသည်။ဒါပေမဲ့သဘာဝပဝင်းချင်းကတွန်းအားပြလာတဲ့အခါမှာ အဖို့အထီးမှမရှိဘဲနဲ့သူတို့ရဲ့ဥတွေကိုတားပေါက်နိုင်တဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားပါသည်ဥပမာအားဖြင့်တလေးဆန်ယုံနေလိုမျိုးတကောင်နေတိကျထားတဲ့အခါမျိုးမှာဒီဖြစ်စဉ်ကိုတွေ့ရပါသည်အဲ့လိုမျိုးမျိုးပွားမှုကနေပေါက်ဖွာလာတဲ့ကိုမိုရိုနဂါးလေးတွေဟာအထီးရေကြီးပဲဖြစ်လေရှိပြီးဒါဟာသူတို့မျိုးဆက်ကိုဆက်လက်ထိန်းသိမ်းနိုင်မှုအတွက်အရေးပါတဲ့သဘာဝနည်းလမ်းတစ်ခုပဲဖြစ်ပါသည်။နောက်ထပ်ထူးခြားတဲ့တတ္တဝါကောင်ကကြတော့ဘန်ဒစ်ကြောင်မျက်လုံးမွေလို့ခေါ်တဲ့ထူးခြားတဲ့မွေမျိုးစိတ်ပဲဖြစ်ပါသည်။အလွန်ရှားပါးတဲ့ဒီမွေအမျိုးအစားဟာ မိမလိုက်ဖဲမျိုးပွားနိုင်တဲ့စွမ်းရည်ကိုမကြသေးခင်ကမှသိပံပညာရှင်တွေကရှာတွေ့ထားတာပါဘရာဇီးနိုင်ငံမှာရှိတဲ့အဲ့ဒီမျိုးမျိုးစိတ်ရဲ့အမားတွေဟာအထီးရည်နဲ့ဝေးကွာနေတဲ့အခါဒါမှမဟုတ်အထီးအရေအတွက်နဲ့ပါလာတဲ့အခါသူတို့ရဲ့ဥတွေကိုသူတို့ဘာသာတားပေါက်နိုင်တဲ့စွမ်းရည်ကိုအသုံးပြုကြပါသည်ဒီစွမ်းရည်ကသူတို့မျိုးဆက်တွေကိုဘလို့ချင်းနေမျိုးမှမဆိုမျိုးသုံးပြောက်ွယ်မသွားအောင်လို့ထိန်းချုပ်ပေးထားတဲ့အန်ဩစရာတဘာဝရဲ့နေရာတစ်ခုပါပဲတတိယမြောက်ထူးခြားတဲ့တတ္တဝါကတော့ Blood Tiff ရေကြုံငမန်းလို့ခေါ်တာဖြစ်ပါသည် ငမန်းတွေကပုံမှန်အားဖြင့်မိတ်လိုက်ပြီးတော့မျိုးပွားကြပေမဲ့မကြသေးကြီးနှစ်တည်းအတွင်းကအထီးမပါပဲသားပေါက်လာခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါသည်။2000ခုနှစ်တုန်းကအမေရိကန်နိုင်ငံကတလိပ်ဆန်ရုံတစ်ခုထဲမှာရေချိုငမန်းအမားတစ်ကောင်ဟာအထီးငမန်းနဲ့တစ်ခါမှမတွေ့ဘူးမဆုံဘူးပဲနဲ့သားပေါက်ခဲ့ပါသည်။အဲ့ဒီဖြစ်စဉ်ကရေချိုငမန်းလိုမျိုးရှုပ်ထွေးတဲ့တတ္တဝါတွေတောင်မှသူရဲ့မျိုးဆက်ကိုရှင်သာနိုင်မှုအတွက်ကိုကိုကိုမျိုးပွားနိုင်တဲ့စွမ်းရည်ကိုအသုံးပြုနိုင်တယ်ဆိုတာပြသနေပါသည်။ဒါဟာအသိပ္ပံပညာရှင်တွေကိုအံ့အားသိစေခဲ့တဲ့ရှာဖွေတွေးရှိမှုတစ်ခုလည်းဖြစ်ပါသည်။ ဒီကောင်းချောင်းအနေနဲ့ပြောရမယ်ဆိုရင်ဒီလိုထူးခြားပြီးတော့မိမလိုက်ဖဲမျိုးပွားနိုင်တဲ့စွမ်းရည်ဟာတဘာဝရဲ့လူဝတ်စမ်းကြတဲ့အလှတရားတွေပဲဖြစ်ပါလိမ့်။ကုမိုတို့နကဗန်ဒစ်ကြောင့်မျက်လုံးမွေနေဒီလိုမျိုးရေချုံကမန်းတို့လိုတတ်တော်ရီဟာသူတို့ရဲ့မျိုးဆက်ကိုဆက်လက်ရှင်သန်စေဖို့အတွက်ခန္ဓာကိုယ်ရဲ့ဇီဝကမာစနစ်ကိုပြောင်းလဲနိုင်တဲ့ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားကြပါလိမ့်။ ီအချက်တွေကတဘာဝပဝင်းခြင်းရဲ့ဖိအားဓာတ်တွေကိုရှင်းသင်ကြော်လွားရမှာဓလိစံဒီဟာဘလောက်ထိလိုက်ရောညှိထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာကိုပြသနေတဲ့အထောက်အထားတွေပဲဖြစ်ပါရည်နောက်ထပ်လေးစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်ဗျအစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ